ဲ့တဲ့ဇွန်လ၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ခုံတမာရီတိုင်းဒေသကြီးအလုံတမာကိုယ်စားလှယ်ရွေးချယ်ပွဲနဲ့ဇူလိုင်လ၁၂ရက်နေ့ကပြုလုပ်တဲ့ခုံတမာရီကောင်စီအလုံတမာကိုယ်စားလှယ်ရွေးချယ်ပွဲဟာတရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုမရှိလို့ဆိုပြီးလှိုင်းသားရရွှေပြည်သားစစ်မှုဆောင်ကအလုံတမာ900ကျော်ကမနေ့ကရန်ကုန်မြို့မဟာဗန္ဓုရပညာရှိမှဆန္ဒပြကြတာပါအဲကျွန်တော်တို့ဒီခုံတမာရီကောင်စီရွေးချယ်ပွဲမှာတရားမျှတမှုမရှိဘူးလို့ကျွန်တော်တို့ဟိုခံယူကြပါတော့เนาะကျွန်တော်တို့ခုံတမာရီကောင်စီရဲ့ရွေးချယ်ပွဲပြီးတော့ကျွန်တော်တို့ အဲတဘောမတူရဲဟိုဒီဘောကိုတဘောမတူရဲဖွဲ့ဖွဲ့ပြီးတော့ကျွန်တော်တို့ကော်မတီတစ်ခုဖွဲ့တယ်ပေါ့နော်ကော်မတီလေးကအလုံးမအလုံးမကြီးကတရားမျှတမှုပေါ်ဆောင်ရေးကော်မတီဆိုပြီးတော့ကျွန်တော်တို့ဖွဲ့ပါတယ်အဲ့ကော်မတီရဲ့ဆုံးဖြတ်ရကျွန်တော်တို့ဒီနေ့ကော်မတီကောင်စီဘွဲ့ကိုကျွန်တော်တို့ဟိုတရားမျှတမှုမရှိတဲ့အတွက်ကျွန်တော်ဒီနေ့ဆန္ဒပြတာထုတ်ပေါ်တာဖြစ်ပါတယ်ဟုတ်ကွန်မိုင်းကောင်စီရွေးချယ်ဖို့ပြန်လဲကျင်းပါပြီပေါ့နော်မြန်မာတိုင်းအောင်လို့မှရှိရလို့မသမကခေါင်းဆောင်တွေအားလုံးပါဝင်ပြီးတော့ကျွန်တော်တို့ဒီနောက်ချိန်မှာကွန်မိုင်းကောင်စီပွဲလို့ကျွန်တော်ကျင်းပါဖို့ကျွန်တော်တောင်းဆိုတာဖြစ်ပါတယ် အဲ့လိုဆန္ဒပြတောင်းဆိုနေချိန်မှာဖွင့်ပြုမိတ်မရှိလို့ဆိုပြီးဆန္ဒပြနေတဲ့အလုံသမားတွေကိုအာဏာပိုင်အဖွဲ့အစည်းတွေကလာရောက်တားဆီးခဲ့ပါတယ်။အလုံသမားတွေဟာမဟာဗန္ဓုရလန်၊ပန်းဆိုရန်လန်၊ကုံတယ်လန်တွေကိုတပတ်ပတ်ပြီးလမ်းလျှောက်ဆန္ဒပြဖို့စီစဉ်ထားရာစားထွက်ထွက်ချင်းမှာတားဆီးခံခဲ့ရတာပါ။နေရကကြီးမှာရန်ကုန်တိုင်းတိုင်းလုံးကိုခွင့်ပြုထားတဲ့နေရာလေးရှိပါတယ်။တို့ဘယ်ရမလဲလာလာခွင့်ပြုထားတဲ့နေရာလေးရှိပါတယ်။ဒါကြောင့်မလဲငါကြီးမတို့အဲ့ဒီခွင့်ပြုမိတ်မှာပါတဲ့အတိုင်းပဲ။လိုအပ်ချက်တစ်ခုရှိရင် ကျွန်တော်ပြောတာဆိုတော့ဆရာတော်ကဟိုတို့ခွင့်မပြုဘူးဆိုလဲပွန့်လန်ပြောလိုက်ဒါကျွန်တော်တို့ကဥရေနဲ့ညီဖြစ်ဖို့လုပ်ပေးရမှာเนาะဩဇာပါကျွန်တော်တို့နေရာလေနေရာတော့ဒါဒီနေရာတော့ဒါကျွန်တော်တို့ခွင့်ပြုထားတဲ့နေရာမဟုတ်လို့လေဟုတ်ကဲ့ကျွန်တော်တို့ခွင့်ပြုထားတဲ့နေရာကဘုရင်မန်ကွဲပေါ့ဘုရင်မန်ကွဲမှာเนาะဒါလေးတော့ဒါဒီမှာတောက်ကြနေရာလူချင်းတွေသိအောင်လုပ်ပါဒါကဒီနေရာကသူကအများသူငါသွားလာတဲ့နေရာဖြစ်တယ်ရုံးပိရဖြစ်တယ်ဒီမှာအများပြည်သူအပန်းဖြစ်တဲ့နေရာဖြစ်တယ်နောက်ရင်သွားလာကြတယ် ဒါဒီတစ်ဖွဲ့တည်းကိုမဟုတ်ပါဘူးမြေသူ့ကိုမဆိုရှောက်ထားလာခဲ့လို့ရှိရင်ဖွင့်ပြတပေးတဲ့နေရာဟိုဘက်မှာပဲဖြစ်ပါတယ်မြို့တော်ခမ်းမရှိမှာဆန္ဒပြဖို့ခွင့်ပြုမိန်တောင်းဆိုခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့မှုနဲ့အထွေထွေအုပ်ချုပ်ရေးမှုတွေကနှုတ်မိန်နဲ့ခွင့်ပြုခဲ့ပြီးဒီနေ့ဆန္ဒပြမှလာရောက်တားဆီးခဲ့တာလို့အလုသမားတွေကပြောပါတယ်သူများကျန်တဲ့အဖွဲ့ကြီးတွေကိုခွင့်ပေးတယ်လို့ကျွန်တော်တို့ကလည်းပေးပါသေးတယ်ဒီမှာကျွန်တော်ကိုယ်တိုင်ခွင့်ပြုမဲ့ယူတဲ့နေရာကျွန်တော်တင်ခဲ့တာအဲ့တင်ခဲ့တဲ့ပုံမှာကျွန်တော်က ညှော်လင့်ချက်ပေါ့နော်တိုက်ပြီးရောယုံကြည်လို့မရတဲ့အတွက်ကျွန်တော်ကိုယ်တိုင်မနေရမယ့်ရဲမှုတိုင်းနဲ့ထွေဥကဒူဦးစီးမှုကျွန်တော်တတ်တွေ့ခွင့်ပြုဖို့ဟောက်ကန်ချက်ပေးဖို့သူတို့ကဗဇက်ကနေပြီးတော့လုံးလို့ရတယ်လောက်ပါတဲ့ဆိုပြီးတော့အခုပြောင်းနေတယ်အခုလက်ရှိဖြစ်နေတဲ့ဟိုပုံမှန်တွေဆိုရတဲ့ကိုကျွန်တော်တို့တအားယုံကြည်လို့မရဘူးပြောင်းလဲနေပြီဆိုပေမဲ့ကျွန်တော်တို့ယုံကြည်လို့မရသေးတဲ့အချက်တွေရှိတဲ့ပုံမှာကျွန်တော်တို့လုံသမားရဲ့အနေနဲ့ဟို အဆုံးရောမခံနိုင်ဘူးကျွန်တော်တို့တွေအထိခိုက်မခံနိုင်ဘူးအဲ့ဒီတော့ကျွန်တော်တို့နောက်ဆုတ်သွားမယ်ကျွန်တော်တို့ဟိုရက်တီလို့ရတဲ့နေရာနေကျွန်တော်တို့လုံးလို့ရသူကိုကျွန်တော်တို့လောက်ဆောင်ပါမယ်ရန်ကုန်တိုင်းဒေသကြီးအတွင်းကလှိုင်းသားရရွှေပြည်သားစက်မှုစုံတွေမှာအလုရှင်နဲ့အလုသမားပြိပခါတွေဟာမကြာခဏဖြစ်ပေါ်နေတာဖြစ်ပါတယ်ခင်ဗျာ